ကျင်းအောင်ကျော်မော်ကအရှင်သန်မှုတိုက်ပွဲဒီဇလန်းကတော့အနာဂတ်အချိန်ကာလတစ်ခုမှာအစိုးရကရာဇဝတ်သားတွေကိုတေးကြကျွန်းကျွန်းပေါ်ပို့ဆောင်ဆွန့်ပစ်ထားရကနေစတင်ခဲ့ပါတယ်။ဇလန်းရဲ့အဓိကဇက်ကောင်ကတော့ဂျွန်းလို့ခေါ်တဲ့မရင်းတပ်သားဟောင်းတယောက်ဖြစ်ပြီးသူဟာအာနာပိုင်တွေကိုစတင်တတ်တဲ့ဇယိုက်ကြောင့် ကျင်းတော်အကြီးကဲဝါဒန်နဲ့ပြဿနာတက်ခဲ့ပါတယ်။ဒီအတွက်ကြောင့်သူ့ကိုပြင်ပကဘာနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့ကျုံကျုံစီပို့ဆောင်တင်ခံလိုက်ရပါတယ်။ဒီကျုံပေါ်မှာအကျဉ်းသားဟောင်းတွေကအုပ်စုနှစ်စုကွဲနေပါတယ်။ပထမအဖွဲ့ကအပြင်လူတွေလို့ခေါ်ပြီးသူတို့ဟာမာရက်ဆိုတဲ့လူရိုင်းဆန်ဆန်ခေါင်းဆောင်ကအုပ်ချုပ်ပါတယ်။ကျောင်းဟာတို့မော်ရဲ့ရောက်ချင်းဒီအဖွဲ့ရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပြီးမာရက်ကသူ့ကိုအခြားကျင်းသားတယောက်နဲ့တည်တဲ့အထိတိုက်ခိုင်းခဲ့ပါတယ်။ကျောင်းကအနိုင်ရခဲ့ပေမဲ့မာရက်စီလက်နက်လှုပ်ပြီးထွက်ပြေးခဲ့ပါတယ်။သူ့ထွက်ပြေးရင်အတွင်းလူလို့ခေါ်တဲ့ ဒုတိယအဖွဲ့နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီအဖွဲ့ကိုတော့ The Father လို့ခေါ်တဲ့ခေါင်းဆောင်တဦးကဦးဆောင်ပြီးသူတို့ဟာ outsider တွေနဲ့မတူဘဲပိုပြီး six နှစ်ကြာကငြိမ်းချမ်းစွာနေထိုင်ကြသူတွေပါ။ Inspire အဖွဲ့မှာလူ68ယောက်ပဲရှိပြီး outsider အဖွဲ့မှာတော့လူ6လောက်အထိ ရှိနေပါတယ်။တရက်မှာတော့ outsider တွေက insider တွေရဲ့ရွာကိုအလုံးရင်းနဲ့ဝင်တိုက်ခဲ့ပါတယ်။မိများတွေပောက်ကွဲမှုတွေနဲ့တိုက်ပွဲပြင်းထန်ခဲ့ပြီးဂျွန်က insider တွေဘက်ကအကူအညီတိုက်ခိုက်ပေးခဲ့ပါတယ်ဒီတိုက်ပွဲမှာဂျွန်ကဖကိုမာရက်ရဲ့လက်ကနေကယ်တင်နိုင်ခဲ့ပြီး outsider တွေကိုနောက်ဆုတ်သွားစေခဲ့ပါတယ်ဒီကျွန်းကနေလွတ်မြောက်ဖို့ insider တွေဟာလေဝင်စည်းတိစောက်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့ပထမဦးဆုံးလွတ်မြောက်ကြိုးပမ်းခြင်းဟာရဟယင်တွေရဲ့ပြစ်ခတ်မှုကြောင့်မအောင်မြင်ခဲ့ပဲသူတို့ထဲမှာသတင်းပေးစပိုင်တယောက်ရှိနေမှန်းသိရပါတယ်ကျွန်းဟာလေအစ်စ်စည်းအတွက် မရှိမဖြစ်လိုအပ်တဲ့အင်ဂျင်ပစ္စည်းတစ်ခုကိုအောက်ဆိုက်တာရီရဲ့စခန်းကနေတွားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူငယ်ချင်း KC ကသူ့နောက်ကိုတက်တက်လေးလိုက်လာခဲ့ပြီးကန်ဆိုးစွာပဲသူတို့နှစ်ယောက်လုံးအောက်ဆိုက်တာရီရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။မာရက်ကဂျွန်နဲ့ KC ကိုတယောက်နဲ့တယောက်တည်ရက်ထီတိုက်ခိုက်ခိုင်းခဲ့ပါတယ်။ဂျွန်ကသူငယ်ချင်းကိုမတက်ရက်ပေမဲ့ KC က insider တွေကိုလွန်မြောက်ဖို့ဂျွန်ကပိုရည်ကြီးတယ်လို့ဆုံးဖြတ်ပြီးသူ့ကိုယ်သူဂျွန်ရဲ့လက်မှတ်ပေါ်ကိုခုံချအတည်ခံသွားပါတယ်။ဂျွန်ကထွက်ပြေးလွန်မြောက်လာပြီးနောက်အောက်ဆိုက်တာရီရဲ့ဒုတိယအကြိမ်တိုက်ခိုက်မှုကိုမျှော်လင့်ထားခဲ့ပါတယ်။ တို့ဟာ insider တွေရဲ့ရွာကိုတမင်သက်သက်ဆုံးခွာပြီးထောင်ချောက်ဆင်ခဲ့ပါတယ်။ outsider တွေရွာတွေကိုဝင်ရောက်လာချိန်မှာဂျွန်ကပြင်ဆင်ထားတဲ့စက်တနက်နဲ့ပြေခိုက်တိုက်ခိုက်မှုသူတို့အများစုကိုတုံ့တင်နိုင်ခဲ့ပါတယ်။နောက်ဆုံးတိုက်ပွဲမှာမာရက်အဖေကိုတက်လိုက်ပေမဲ့ဂျွန်ကလည်းမာရက်ကိုအနိုင်ယူတက်ဖြတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာပဲလှေအစ်စ်ဟာမီးလောင်ပျက်စီးနေတာကိုတွေ့လိုက်ရပြီးတရင်ပေးသူဟာသူတို့ဖွဲ့လဲကစေးကူးစရာ drum ဖြစ်နေတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ drum ဟာအကျဉ်းတော်အကြီးကဲဝါရန်ကသူ့ကိုလာခေါ်မယ်ဆိုတဲ့ကတိနဲ့တရင်တွေကိုပေးပို့နေခဲ့တယ်။ ကျွန်တော်အဖွဲ့ဟာတွန်ကိုမြားစာအဖြစ်သုံးပြုပြီးသူ့ကိုလာခေါ်မဲ့ရဟတ်ရင်ကိုထောင်ချောက်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဂျိုကရဟတ်ရဟတ်ရင်ပေါ်တက်ပြီးဝါရန်ကိုအနိုင်တိုက်ခိုက်တာဝါရန်နဲ့တွန်တို့နှစ်ယောက်လုံးကိုကျွန်းပေါ်မှာဆွန့်ပစ်ခဲ့တယ်။နောက်ဆုံးမှာတော့ဂျွန်နဲ့အခြားကျင်းသားချို့ဟာရဟတ်ရင်ကိုမောင်းနှင်ပြီးကျွန်းပေါ်ကနေအောင်မြင်စွာလူမြောက်သွားပါတော့တယ်။ဝါရန်နဲ့တွန်ကတော့ကျွန်းပေါ်မှာချက်ရှိနေတဲ့အောက်ဆိုက်ဒါတွေရဲ့ဝါရန်ချင်းကိုခံလိုက်ရပါတယ်။ဆလန်လီကတော့ဒါပါပဲရှင်။ကျေးဇူးအများကြီးတင်ပါတယ်။